ချေရတဲ့တတော်စဲလီညီမလေးဘုံမလေးရဲ့အိမ်ကိုကိုတိုင်းရေးသွားယူပြရပဲဖြစ်ပါရဲ့ရှင်ဘုံမလေးရပေါ့နော်မမဆိုင်တိလာတိုင်းပြိမယ်လို့ပြောပြင်မယ်ပွဲဆက်တီအရန်များပြီးတော့နေမကောင်းဖြစ်နေတာအကြောင်းရွှေစင်လေးကဘုံမလေးရဲ့အိမ်အထိကိုတိုင်းသွားရောက်ပြီးတော့ကိုတိုင်းလေးယူပြရပဲဖြစ်ပါရဲ့ရှင်ကိုတိုင်းရင်းနဲ့စကားတွေလည်းအများကြီးပဲပြောပြခဲ့ပါတယ်ချုပ်ချင်တဲ့ဒီဇိုင်းလေးရဲ့ဘုံမလေးရဲ့အကြိုက်လေးရဲ့ကိုမေးပြီးတော့ကြတော့ကိုတိုင်းပြီးဖြစ်တာပဲဖြစ်ပါရဲ့ရှင်အပြင်မှာလုံးဝမာနမကြီးပဲနဲ့အရန်ဖို့ ့ရွေးပြီးတော့အရင်လက်ချုပ်ဖို့ကောင်းပါတယ်လူဖက်ဥအပ်နေရပါပဲရှင်ရုပ်လေးရလက်ချော့တဘောကောင်းမနောကောင်းလေးပဲဖြစ်ပါတယ်လုံးဝကိုအကုန်လုံးပါဖက်ပါပဲရှင်ဒါကြောင့်လည်းတွတ်တော်မှာအလုံးရဲ့အချစ်ခံလေးဖြစ်နေရထင်ပါတယ်ရွှေစင်လေးကတော့အရင်ပြောပါတယ်ဘာလို့လဲဆိုတော့အရင်ကလေးကတိုင်ပေါ့နော်ကိုအရင်ချုပ်ပေးရှင်နေရဲ့ မင်းသမီးလေးကိုချုပ်ပေးခွင့်ရရမလို့အရန်ကိုပြောပါတယ်ဘူမာလေးနဲ့အလိုက်ဖက်ဆုံးဒီဇိုင်းလေးတွေဘယ်လိုလေးချုပ်ပေးပြမလဲဆိုတာလေရွှေစင်လေးရဲ့ဒီ TikTok အကောင့်လေးရဲ့မှာတင်ပေးမှာပဲဖြစ်ပါတယ်ရှင်အားပေးကြပါအောင်เนาะဗီဒီယိုဖိုင်ကိုအဆုံးထိကြည့်ပေးလို့လေကျေးဇူးတင်ပါတယ်ရှင်